ကျမရဲ့ပြည့်တက်ကြီးအားလုံးမင်္ဂလာပါနော်ကျမအခုပြပြချင်တဲ့အကြောင်းအရာလေးကတော့မကြီးတီးရာကျမကြီးကိုဘယ်လိုမျိုးတွေအထောက်အကူပေးနေလဲဆိုတာရယ်မကြီးတီးစားခြင်းကြောင့်မလို့ဘယ်လိုဆိုးကျိုးတွေဖြစ်ပေါ်နိုင်လဲဆိုတာကိုပြပြပေးချင်ပါတယ်ဆိုတော့အကုန်လုံးကတော့ပေါ့နော်ဒီမကြီးတီးကိုဒီကဘာတလွားမှာဆိုလို့ရှိရင်အဟင်းနေချက်ပြုတ်တဲ့နေရာမှာအသုံးပြုတယ်ဒါပေမဲ့ပေါ့နော်တချို့တော်တော်များများကတော့မကြီးတီးမှာအစွမ်းထက်တဲ့ဆေးဘက်ဝင်တဲ့အာနိသင်ရှိရာကိုမသိကြဘူးပေါ့နော်ဆိုတော့ဒါလေးကိုလာပြီးတော့မျှဝေပေးရဖြစ်ပါတယ် အမကြီးတရားကျမကြီးအတွက်ဘယ်လောက်ထိအကျိုးပြုလဲဆိုလို့ရှိရင်ပေါ့နော်အအရန်အကျိုးပြုတာတွေများတယ်ပထမဆုံးအနေနဲ့မကြီးတရားအတက်မာပင်တမျိုးဖြစ်တယ်ပေါ့နော်အာဖရိကမျိုးရင်းအပင်ဖြစ်ပြီးတော့အိန္ဒိယပါကစ္စတန်နဲ့မြန်မာနိုင်ငံရဲ့ဒီအပူပိုင်းဒေသတွေတော်တော်များများမှာပေါက်ရောက်ပါတယ်။နောက်မကြီးပင်မှာပဲတောင်လိုမျိုးပဲမကြီးတောင် နီးပေါ့နော်တီးတယ်ဆိုတော့ဒီအတီးရဲ့အတွင်းပိုင်းမှာအမြင့်တက်ပါဝင်တဲ့အသားတွေကအစိုးငုံထားပါတယ်ဆိုတော့မကြီးတီးစင်းရဲ့အတွင်းသားဟာစိမ့်ပြီးတော့ချင်းနေမှဲ့သွားတဲ့အခါမှာတော့အရေရွှမ်းပြီးတော့အသားဖြစ်သွားတယ်ပေါ့နော်နောက်အမြင့်လိုမျိုးဖြစ်ပြီးတော့ချိုချိုချင်းချင်းနဲ့စားလို့လည်းကောင်းတယ်အရသာလည်းရှိရဲ့ တော့မကြီးတိရပေးတဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေကိုပြောရမယ်ဆိုလို့ရှိရင်အစာချေစနစ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။မကြီးတိရအမြင်တက်ကြွယ်ဝတဲ့အသည့်ဖြစ်တာကြောင့်မလို့ဝမ်းမှန်စေပြီးတော့အစာအိမ်နဲ့ဥလန်းချောင်းကိုတန့်စင်ပေးတယ်။နောက်မကြီးတိရအသေးဥမာကြီးနဲ့တခြားအစာချေအင်္ဂါအစိပ်ပိုင်းတွေကိုလည်းကျန်းမာစေပါတယ်။မကြီးတိကိုနေ့စဉ်စားသုံးပေးမယ်ဆိုလို့ရှိရင်တော့အစာချေစနစ်ကိုတိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။နောက်သွေးလည်ပတ်မှုကောင်းမွန်အောင်ဒီအထောက်အကူပြုနိုင်တယ်ပေါ့နော်။မကြီးတိမှာတန်တက်ကြွယ်ဝစွာပါဝင်ပြီးတော့သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ မကြီးတီယာနေစင်စားသုံးနေတဲ့တန်တက်ပမာဏရဲ့ဆေးရခိုင်နှုန်းကိုထောက်ပံ့ပေးနိုင်တယ်။နောက်တန်တက်က ဒီသွေးနီဦးဆဲတွေကိုတိုးစေရပေါ့နော်ဆဲတွေနဲ့အင်္ဂါအစိပ်ပိုင်းတွေကိုအောက်ဆီဂျင်ထောက်ပံ့မှုကိုလည်းအထောက်အကူပေးပါတယ်။နောက်ကျမတို့ရဲ့အာယုံကျောစနစ်အောင်ကျောလုပ်ငန်းစဉ်တွေကိုတိုးတက်စေပါတယ်။ကိုရီးယားအသက်အရွယ်ကြီးလာတာနဲ့အမျှတည်မြင်မှုလုပ်ငန်းစဉ်တွေကောင်းမွန်စေဖို့အတွက်တဘာဝအစားအစာတွေပေါ်ကိုမိခိုစတောက်ရပါတယ်။ဆိုတော့အာယုံကျောစနစ်ကိုတိုးမြင့်ပေးရတဲ့အစားအစာတွေထဲမှာမကြီးသီးလည်းပါတယ်ပေါ့နော်။မကြီးသီးမှာအာယုံကျောရဲ့ဒီလုပ်ငန်းစဉ်တွေကိုမှတ်ဉဏ်ကိုတိုးတက်စေတဲ့ဗီတာမင် B6 ပေါ့နော်ကျွေးဝါးစွာပါဝင်ပါတယ်။နောက်စီးတို့ထိန်းကြီး ရာမှာလည်းအထောက်အကူပြုနိုင်ပါတယ်။အနောက်အရသာရှိတဲ့မကြီးတီးကဒီသွေးတွင်းကအချိုတက်ကိုထိန်းကြီးတာကိုအထောက်အကူပြုပေးတယ်။မကြီးတီးကတခြားဓာတ်နဲ့အဆီဓာတ်တွေဖွဲ့စည်းမှု ဖြစ်ပေါ်စေနိုင်တဲ့ကာဗိုဟိုက်ဒရိတ်ကိုဒီဆောက်ယူမှုကိုပေါ့နော်နှိကွေးစေတယ်အင်ဆူလင်ပမာဏကိုလည်းတိုးစေပါတယ်ဆိုတော့စီးကျိုဝေဒနာရှင်နေနေနဲ့မကြီးသီးကိုအဲစားသုံးပေးလို့ရတယ်ပေါ့နော် နောက်ကျမတို့ရဲ့ကိုခန့်အားစနစ်ကိုလည်းတွုံးမြင်ပေးနိုင်ပါတယ်။မကြီးတီမှာဆဲရီနဲ့ဒီကိုရင်းအင်္ကာတွေကိုပြင်ပဓာတုပစ္စည်းတွေကြောင့်မလို့ထိခိုက်မှုမရှိအောင်ဆောင်ရွက်ပေးရပေါ့နော်။ကာကွယ်ပေးရ။နောက်ယောဂါတွေရဲ့ဒီ NAD အနီးပြီးတော့ကာကွယ်ပေးနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်ပါတယ်။မကြီးတီမှာရောင်ရမ်းမှုကိုတိုက်ဖြတ်နိုင်တဲ့အစွမ်းလည်းရှိရပေါ့နော်။ဗတ်တီးရီးယားတွေကိုတိုက်ဖြတ်နိုင်တဲ့အစွမ်း၊ယောဂါကာကွယ်နိုင်တဲ့အစွမ်းလည်းရှိပါတယ်။ကိုခန့်အားစနစ်ကိုလည်းတိုးတက်အောင်လို့အထောက်အကူပြုပေးပါတယ်။နောက်သွေးကိုလည်း တန့်စီတန့်စီစီရေပေါ့နော်မကြီးသီးမှာဒီခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့တထုဓာတ်တွေနေ့စဉ်လိုအပ်တဲ့အမြင့်တန်းနဲ့ဗီတာမင်စီတို့ကြောရစာပါဝင်တဲ့အတွက်ကြောင့်မို့လို့အာသွေးတန့်အောင်ဒီလှုပ်ဆောင်ပေးနိုင်ပါတယ်မကြီးသီးမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြောရစာပါဝင်တဲ့အတွက်ကြောင့်မို့လို့ free radical တွေကိုတိုက်ဖြတ်ပေးပြီးတော့သွေးတန့်စေရပေါ့နော်။နောက်မကြီးတိရနှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေတယ်။အဲနောက်မကြီးတိရ cholesterol ကိုလည်းထိထိရရောက်ထိန်းချိပေးနိုင်တယ်။ခန္ဓာကိုယ်အတွက်အကျိုးမပြုတဲ့ cholesterol LDL ကိုကျဆင်းစေပြီးတော့အကျိုး ြူတယ်ပေါ့နော်ဒီ cholesterol HDL ကိုတိုးတက်အောင်လှုပ်ဆောင်ပေးပါတယ်။ potassium ကျွဲဝစွာပါဝင်တဲ့အတွက်ကြောင့်မို့လို့လဲသွေးပောင်ခြင်းကိုထိညှိပေးတယ်။ vitamin C ကျွဲဝမှုကလည်းနှလုံးသွေးကြောစနစ်အပေါ်မှာဖိအားတက်ရောက်မှုကိုရောကြစေပါတယ်။ကျမတို့ main ကလေးတွေပေါ့နော်အများစုကတော့ဝက်ချံပေါက်တက်တယ်။ဆိုတော့ဝက်ချံကိုကုသတဲ့အထဲမှာလည်းဒီမကြီးသေးကိုသုံးလို့ရပါပေါ့နော်။ ဆိုတော့မကြီးသီးကိုစားပေးမကြီးသီးမှာဗီတာမင် C ဗီတာမင် E နဲ့တခြားဓာတ်တိုးစန့်ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက်ကြောင့်မလို့အရေးပြရောင်ရမ်းတာနဲ့ဝက်ချက်နေဦးတက်တာစီပါတယ် နောက်တစ်ခုကတော့ကိုဝင်ဆောင်နေအတွက်ပေါ့နော်မကြီးတီးကအာဒီကိုဝင်ဆောင်ချိန်မှာဖြစ်လိဖြစ်တာရှိရဲမအီမတာဖြစ်တာဝမ်းချုပ်တာ ਨੇ ကျမတို့မနက်ပိုင်းနေဆိုလို့ရှင် morning sickness ဖြစ်တတ်တယ်လीဆိုတော့အဲ့ဒီ morning sickness ကိုလည်းတတ်တာစီတယ်ကိုဝင်ဆောင်ချိန်မှာပြုတ်အန်တာမျိုးကိုလည်းတတ်တာစီတယ်မကြီးတီးကအမြင်တက်ကြွယ်သွားပြီးတော့အစာစားခြင်းစိတ်ကိုဖြစ်ပေါ်စေတဲ့အပြင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီတည်တားရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုလည်းနှုံစောပေးပါတယ်မကြီးတီးကဝမ်းတွင်းမှာအေးစီတဲ့အာနိသင်ရှိတယ်မကြီးတီးကိုစားငရုတ်ကောင်းလို့ ਨੇ ရောဆက်စားသုံးမိမယ်ဆိုလို့ရှင် ်မအီမသားဖြစ်တာကိုတတ်တာစီပါတယ်ဒါပေမဲ့ကိုဝင်ဆောင်နေရေးစားမယ်ဆိုလို့ရှိရင်တော့မစားသုံးခင်မှာကိုကအများကြီးမစားတင်ဘူးပေါ့နော်နောက်ကိုကမကြီးသေးနဲ့မတည့်တာမျိုးရှိရဲဆိုရင်မစားတင်ပါဘူးနောက်ပေါ့နော်တစ်ခုရှိတာကမစားသုံးခင်မှာဆရာဝန်နဲ့အရင်တိုင်မြင်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ် အခုကတော့မကြီးတီးရဲ့ B-drop ဆိုကြူတွေကိုပြပြချင်ပါတယ်။အဲဆိုတော့ဟိုဘောနော်အကောင်းဆိုးတွန်တွဲနေရဆိုတဲ့ဇာတ်အတိုင်းပဲမကြီးတီးကကျမ်းမာရေးကိုအထောက်အကူပြုလာရှိတယ်လို့မျိုးပဲဆိုကြူတက်ရောက်မှုတွေလည်းရှိပါတယ်။ဆိုတော့အကြိုက်ခဲပျောက်စေးတောက်သုံးနေရတဲ့သူတွေအဲပြောရလို့ရှိရင်သွေးကျဲစေးမှီဝဲနေရတဲ့သူတွေအနေနဲ့ကတော့မကြီးတီးကိုလုံးဝမစားသင့်ပါဘူး။သွေးရိုစီးမှုဖြစ်နိုင်တယ်ကိုတိုးတက်စေတာကြောင့်မလို့ဖြစ်ပါတယ်။နောက်ဒီဆေးဝါးတွေကိုမှီဝဲနေရတဲ့သူတွေအနေနဲ့ကတော့မကြီးတီးကိုအလွန်ကျွံစားသုံးမယ်ဆိုလို့ရှိရင်သွေးရင်းတကြားတက်ကိုကြာစင်းစေပါတယ်။သွေးရင်းတကြားတက်ရောနေခြင်းကိုဖြစ် ီနိုင်တာအကြောင်းမို့လို့တနေ့ကိုမကြီးသည်30ဂရမ်ထပ်ပိုပြီးတော့မစားသင့်ပါဘူး။နောက်တစ်ခုကမကြီးသည်နဲ့ဓာတ်မတည့်တဲ့သူတွေပေါ့နော်။အလတ်ကြီးရှိတဲ့လူတွေကတော့အရေးပြားမှာအနီပိတ်နေထွက်တာတွေ။အော့အန်နာမျိုးတွေဖြစ်နေဖြစ်စေတဲ့အတွက်ကြောင့်မို့လို့ဒီမကြီးသည်ဓာတ်မတည့်မှုကိုရှိရဆိုလို့ရှိရင် မစားသင့်ပါဘူး။နောက်မကြီးသည်မှာ acid တက်ပါဝင်တဲ့အတွက်ကြောင့်မို့လို့အလွန်ကျွံစားသုံးမယ်ဆိုလို့ရှိရင်တော့သွားကြွေလွာကိုပျက်စီးစေနိုင်ပါတယ်။ ဆိုတော့မကြီးတီကိုအလွန်ညှဆားသုံးမယ်ဆိုရင်ဒီတဲကြီးကြောက်တဲ့တာကိုလည်းဖြစ်ပေါ်စေနိုင်တယ်။နောက်မကြီးတီကိုမကြာခဏပေါ့နော်တွတ်တွတ်နဲ့ အဲအမြဲတမ်းစားသုံးနိုင်မယ်ဆိုလို့ရှိရင်တော့ကျမတို့အစာချေစနစ်အတွင်းမှာဒီ acid ပမာဏကိုတိုးစီပြီးတော့အစာအိမ်အချင်းပေါက်တာကိုဖြစ်ပေါ်စေပါတယ်။မကြီးသီးကိုအလွန်ကြောစားသုံးမှုကသွေးအားနည်းစေတယ်လို့မျိုးပဲတန်တက်အားကိုနည်းစေပြီးတော့ခေါင်းကိုက်တာညှိစီစီဖြစ်တာတွေခံစားရတတ်ပါတယ်။ဆိုတော့အစာလဲစေးစေးလဲအစာဆိုတဲ့အတိုင်းပဲတနည်းကိုပမာဏနည်းနည်းနဲ့အဲကိုယ်ရဲ့မျှတအောင်ပဲစားတဲ့နေပေါ့နော်။နောက်မကြီးသီးကသွေးရင်းစကြတဲ့ကိုကြာစင်းစေပြီးတော့သွေးကြိုထိန်းကြီးမှုကိုအနှောက်အယှက်ဖြစ်စေနိုင်တာကြောင့်မို့လို့စီးကြိုယောဂရှိတဲ့သူတွေ နေနဲ့ဒီသွေးလွှင့်တရားဓာတ်ကိုကိုကတိချအောင်လေ့လာအောင်ကြည့်ပြီးမှစားပြီးပေါ့နော်စီးချိုရှိတဲ့သူတွေကတော့စားလို့ရတယ်ဒါပေမဲ့ခုနပြောသလိုမျိုးပဲအများကြီးစားပြရတာမျိုးမလုပ်သင့်ဘူးမကြီးတီရသွေးရင်းတကြားတက်ကိုကြာစင်းစင်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်နောက်ခွဲဆဲကုသမှုခံယူနေတဲ့အတွင်းမှာဒီ အချိန်အတွင်းနဲ့ပေါ့နော်ဒီခွဲစိတ်ကုသမှုခံယူပြီးတဲ့အချိန်မှာသွေးရင်တကြားတက်ကြဆင်းနေတယ်ဆိုလို့ရှိရင်တော့အဲဒီလူတွေကမကြီးသီးကိုမစားတင်ပါဘူးခွဲစိတ်မှုမတိုင်ရင်နှစ်ပတ်လောက်ကလေးကမကြီးသီးမစားဘဲနေရမှာဖြစ်ပါတယ်ရှင်ဆိုတော့အခုပြောခဲ့တဲ့အကြောင်းအရာလေးကတော့မကြီးသီးစားပေးခြင်းအဖြစ်ရရှိမဲ့ကောင်းကျိုးတွေနဲ့မကြီးသီးကိုတင့်တော်တလောက်ပဲပေါ့နော်မျှတအောင်ပဲစားပေးဖို့နဲ့အရင်အများကြီးစားမယ်ဆိုလို့ရှိရင်ဖြစ်လာနိုင်တဲ့မကြီးသီးစားခြင်းရဲ့ဆိုးကျိုးတွေကိုပြောပြပေးခဲ့ရပါပဲဖြစ်ပါတယ်အားလုံးပဲဂရုတစိုက်နားထောင်ပြီးအတွက်ကျေးဇူးများကြီးတင်ပါတယ်ဒီကောင်းချက်မှာ 干嘛呢？